်မင်္ဂလာပါရှင်ရှဲအေကိုမီဒီယာက ကြိုဆိုပါရစေမိုင်းပြေမြို့နိုင်မြမတနခါနေအထရေမတ်လှူရှားမှုအခမ်းအနားကျင်းပတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံခရိုင်မိုင်းပြေမြို့နိုင်မြမတနခါရေကျင်းမှုဒလေးဖြစ်သောမြမတနခါနေတဘူတွဲလားပြင်းနေအထရေမတ်ဖြင့်တနခါလှူရှားမှုအခမ်းအနားကိုမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ယနေ့နေ့နဲ့9နာရီခွဲခန့်ကကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်ရှေးဦးစွာ ညွနေစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌညွနေအုပ်ချုပ်ရေးမှူးဦးအောင်ဝင်းကမြမတနခါနီအထင်အမှတ်လှောက်ရှားမှုအဖွဲ့မှစကားပြောကြားခဲ့ပါတယ်။ ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူဆက်စပ်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဒေါ်နန်းတနာဦးမြို့နယ်အမျိုးသမီးရေးရာတွင်ရင်မှုဒေါ်နန်းဟိုးစိန်နှင့်မြို့နယ်မိခင်နှင့်ကလေးဆောက်ဆောင်ရေးတရင်တွင်ရင်မှုဒေါ်နန်းပင်တစ်တိုကမြမတနခါရင်ကျင်းမှုဓလေကို UNESCO ၏ကမ္ဘာ့ဓမ္မရင်ကျင်းမှုအမွေအနှစ်စည်းရင်းဝင်အဖြစ်သတ်မှတ်ထားရှိကြောင်း နှစ်စဉ်တဘိုးရွဲလာပြည်နေကိုမြမရိုးရာတတခါနေ့အဖြစ်မြမနိုင်ငံတတခါအသစ်မှာတက်မှတ်ထားရှိခဲ့ကြောင်းမြမတတခါဤစေဘဝင်အာဏိတင်များအကြောင်းမြမတတခါစိုက်ပျိုးထွက်ရှိရာဒေသများအကြောင်းမြမတတခါအားရှင်းနှစ်ပေါင်းများစွာကလေးကအမျက်တနိုးတံပိုးထားသုံးဆွဲခဲ့ကြပုံအကြောင်းနှင့်မိမိတို့ဤဓမ္မရင်ကျေးမှုအမွေအနှစ်ကိုလက်ခံကျင့်သုံးထိန်းသိမ်းသွားကြရန်လိုကြောင်းဆွေးနွေးပြောကြားခဲ့ပြီးတက်ရောက်လာသူမြမအမျိုးသမီးတိုင်းရင်းသူများအားလုံးက မြမတနခါကိုအမြတ်တနိုးတံမိုးထားပြသသည့်အနေဖြင့်အချင်းချင်းတနခါများပျော်ရွှင်စွာ လိမ့်ချပေးခဲ့ကြကြောင်းသိရှိရပါတယ်။အဆိုပါမြမတနခါနှင့်အထင်အမှတ်လှုပ်ရှားမှုအခမ်းအနားသူမြို့နေအုပ်ချုပ်ရေးမှူးဌာနဆိုင်ရာအမျိုးသမီးများအမျိုးသမီးရေးရာအဖွဲ့မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းတိုင်းရင်းသားရည်ကြီးမှုအဖွဲ့များမှတိုင်းရင်းသူများနှင့်ကျောင်းသူလေးများစုံလင်စွာဖြင့်တက်ရောက်ခဲ့ကြကြောင်းတည်င်းရရှိပါသည်။